ကျောင်းသားကျောင်းသူတွေအတွက်ဒီ classroom instruction နဲ့ပတ်သက်တဲ့စကားစုလေးတွေလေ့လာကြအောင်နော် short phrase လေးတွေဟုတ်ပြီ stay in your seat ကိုထိုင်ကုန်မှာပဲနေပါဆိုရင်ဘယ်လိုပြောမလဲ stay in your seat stay in your seat အဲအဲ့လိုမျိုး read out လောက်လုပ်ပေးမယ်နော်များများ stay in your seat wait for your turn ကိုလည်းကိုစောင့်ပါအဲ့ဆိုရင် wait for your turn ဟလာကိုလည်းကိုစောင့် copy this example ဒါဆိုရင် အဲ့ဒါဒီဥပမာကိုပူပါပေါ့နော် copy this example keep your voice down keep your voice down ပဲအတန်တိုးတိုးပြောပါလို့ပြောနော်ကိုယ်အတန်ကြက်ကြက်ကြက်ပြောနေရဆိုရင်နည်းနည်းဟလာကိုယ့်ရဲ့အတန်ကိုနည်းနည်းတိုးခိုင်းနေဆိုရင်ဒီလိုပြောရင် keep your voice down apologize to your friend အမ apologize တော့နောက်ကတူလိုက်တယ်နော် preposition to လိုက်တယ် apologize to your friend ကိုကြောင့် တငယ်ချင်းခိုင်းမိသွားပြီဆိုရင်တောင်းပန်ခိုင်းပါပေါ့မင်းရဲ့တငယ်ချင်းတောင်းပန်ပါဆိုရင် apologize to your friend ဒါမှမဟုတ် say sorry to your friend ဒီ apologize နေရာမှာဘာပြောလို့ရလဲဆိုရင် say sorry say sorry to your friend stay on topic stay on topic ကိုကခေါင်းစဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးနေရဆိုရင်အဲ့ခေါင်းစဉ်ကနေပြီးတော့မှသွေးဖွယ်ပြီးတော့တခြားအကြောင်းအရာတွေရောက်သွားမှဆိုတော့တတိပေးတာ stay on topic အဲဒီခေါင်းစဉ်အတွင်းမှာပဲဆွေးနွေးပါဗောအဲ့လိုပြောနော် stay on topic please present present ဒါဒီနေ့မှာတင်ပြပါလို့ပြောနော်ဟာ present your findings your findings တင်ရတွေ့ရှိချက်ကိုတင်ပြပါဗောနော် present your findings don't copy from others တခြားသူတွေရှိရနေမကူနဲ့များတဲ့ရှာနေကိုမချနဲ့ don't copy from others keep your eyes on your own paper ကိုယ့်ရဲ့ဒီမိကွန်းစာရွက်ကိုပဲကိုကြည့်ပေါ့နော်သူများတွေရဟာရှောက်မကျင်းနဲ့ကိုယ့်ရဲ့စာရွက်ကိုပဲကြည့် keep your eyes on your paper အဲ့မှာ keep your eyes on keep eyes on ဆိုတာတားထောက်ကြည့်တာပေါ့ဗျာနော်ကိုယ့်ရဲ့စာအုပ်ကိုကိုယ့်ရဲ့ကိုယ့်ရဲ့စာရွက်ကိုပဲကိုကြည့်ပါ don't rush don't rush ဆိုရင်မလောနဲ့ဟုတ်ပြီနော် hand in your paper စာဝင်ရပြီဖြည့်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဒီ answer paper လေးကိုလာပြီးတော့ထပ်ခိုင်းတာပေါ့နော်အဲ့ဒါဆိုရင် hand in လာပြီးတော့ထပ်လိုက်လာပြီးတော့ပေးလိုက်ဆိုရင် hand in your paper please push in your chair ကွာအတန်းစင်းတော့ဟာလာအိမ်ပြန်တော့မယ်ဆိုရင်ကိုယ့်ရဲ့ဒီထိုင်ကုန်ကိုဒီ desk အောက်ကိုတွင်းခဲ့တာပေါ့နော်အဲဆိုရင်ဟာဒီခုံအောက်ကိုစပွဲဟာကလထိုင်တွင်းခဲ့လိုက်အဲဆိုရင် push in အထဲကိုထိုးတင်တာပေါ့နော် push in your chair ဟုတ်ပြီပို့ပြီးတော့မှတ်မိတော့နောက်တစ်ခါလောက်ဆိုကြအောင်နော် stay in your seat ကိုထိုင်ကုန်မှာပဲကိုထိုင်မှာ wait for your turn ကိုလည်းကိုစောင်းပါ copy this example ဒီနမူနာကိုကူးပါ keep your voice down မင်းအတောင်တိုးလိုက်အောင် apologize to your friend ဟလာမင်းတငယ်ချင်းကိုတောင်းပါပါ stay on topic ဒီကောင်းတဲ့အတွင်းမှာပဲဆွနေပါ present your findings သင်ရဲ့တွေ့ရှိချက်ကိုတင်ပြပါ don't copy from others တခြားသူတွေရှိရနေမကူးနဲ့ keep your eyes on your own paper ကိုယ်စာရေးကိုပဲကြည့် don't rush မလောနဲ့ hand in your paper you know answer paper အဖြေလွားလေးကိုလာထက်လိုက် push in your chair ကလထိုင်အောင်ထဲကိုတွန့်ခဲ့ classroom english နဲ့ပတ်သက်တဲ့စကားပြောဝါကြလေးထက်လိုက်လာကြအောင်နော် double check နှစ်ခါစစ်ပါအဲ့လိုပြောတာနော် double check your answers ဟလာအဖြေတွေနှစ်ခါစစ်ပါ double check ဒီအသုံးလေးကိုမှတ်ထားမယ်နော် double check your answers ဟလာမင်း grade ကောင်းလာတယ် grade တက်လာတယ်ဆိုလို့ပြောမယ် your grades have improved your grades have improved mean ဟလာ grade တွေတက်လာတယ်ပေါ့နော် အမှတ်တွေကောင်းလာတယ်ပေါ့အဲလိုမျိုးဟလာတလင်းလာနေကျောင်းပိတ်တယ် no school on monday ဒါလုံးဝတူရှင်းပဲဟလာကျောင်းမလာရဘူးပေါ့နော်တလင်းလာနေကျောင်းမလာရဘူး no school on monday ဟလာနေ့တွေရှိမှဆိုရင် preposition on သုံးပေးရတယ်နော်ဆာမဝမ်းမဖြစ်ခင် a ဝဝ a a ဝဝ a ဆိုပြလို့ပြောလဲဆိုရင် get enough get enough sleep get enough sleep before the test ဟလာဆမ်ဝမ်ဖြည့်ခင်အေးဝါဝအိပ်ပါပေါ့နော် don't forget to bring your stationery stationery ဆိုတာစာရေးကိရိယာကိုပြောနော်စာရေးကိရိယာစာရေးကိရိယာအဲခဏမောပင်လို့ပြောနော်ခဏမောပင်နေယူလာဖို့မမင်းနဲ့ don't forget to bring your stationery don't stress over one exam somewhere တခုတည်းပုံမှာပဲ ဟလာစိတ်ဖိစီးမှုမဖြစ်စင်းနဲ့ပေါ့နော်ကျန်တဲ့ဘာသာကြီးလွတ်သွားမှာဆိုလို့ don't stress over one exam please encourage encourage ဆိုတာကတွန်းအားပေးပါတိုက်တွန်းပါပေါ့နော် more reading at home အိမ်မှာစာများများဖတ်ခိုင်းဖို့အတွက်နည်းနည်းတွန်းအားပေးပါပေါ့နော်တိုက်တွန်းပေးပါပေါ့ please encourage uh, more reading at home what time is the class အတန်းက ဘယ်နှစ်နာရီလဲ what time ဆိုရင်ဘယ်နှစ်နာရီလဲလို့ပြောနော် what time is the class let's divide the work အဲ့လိုမျိုး group assignment တွေပဲလုပ်တဲ့ခါကျရင်သူ့အပိုင်းကိုယ်အပိုင်းခွဲတာပေါ့သူ့လိုကိုယ်လိုခွဲတယ်ဆိုရင်ဒီလိုပြောရဲ let's divide the work what time does school start ဟလာကျောင်းဘယ်နှစ်နာရီတက်လဲပေါ့နော်ကျောင်းဘယ်နှစ်နာရီတက်လဲဆိုရင် what time does school start ပေါ့နော် let's go out after school ကျောင်းဆင်းရင်အပြင်သွားကြဆိုကျောင်းဆင်းဆို after school let's go out after school one is the next holiday now လာမဲ့ holiday ကဘယ်တော့လဲ now holiday ကိုမျောနေပြီအဲ့လိုမျိုးအဲ့လိုမျိုးမေးမှာ one is the next holiday ဟုတ်ပြီပို့ပြီးမမိတော့နောက်တစ်ခါတော့တူတူ read လောက်လောက်ကြအောင်နော် double check your answers မင်းအဖြေတို့နှစ်ခါစစ်ပါ your grades have improved မင်းအမကကောင်းလာတယ်မင်း grade တွေတက်လာတယ် no school on monday နင်းလာလေးကြောင်းမတက်ရဘူး get enough sleep before the test someone ဖြေခင် a wa wa 8 don't forget to bring your stationery စာအကြိယာယူလာဖို့မမေ့နဲ့ don't stress over one exam someone တခုတည်းမှာပါဟုတ်လား stress မဖြစ်စေနဲ့ပေါ့နော် please encourage more reading at home အိမ်မှာစာမျက်မှောက်ဖတ်ခိုင်းဖို့အတွက်တွန်းအားပေးပါတိုက်တွန်းပေးပါ what time is the class အတန်းကဘယ်နာရီလဲ let's divide the work အလုပ်ကိုနှစ်ပိုင်းခွဲကြဆိုအလုပ်ကိုဟလာသူ့ပိုင်းကိုပိုင်းခွဲကြဆိုအလိုမျိုးနော်သူလောမအပိုင်းနဲ့ကိုလောမအပိုင်းအလုပ်ကိုတောင်းဝင်ခွဲတောင်းဝင်ခွဲတော့ပြောနော် let's divide the work what time does school start ဟလာကျောင်းဘယ်နေ့တက်လဲ let's go out for let's go out after school ကျောင်းပြီးရင်ကျောင်းဆင်းရင်အပြင်သွားကြဆို what is the next holiday now အလေကဘယ်တော့လဲအဲနားလည်မထင်ပါဘူးနော် individual အကျိုးရှိတဲ့ခါမှာ yes လို့မှတ်ခဲ့ပြီပေါ့နော်ဒီနေ့တော့ပဲ that's all for things watching bye bye